မြောင်းရီမျိုးတောင်ဘက်က Great Demon God Company ကတာဝန်ယူလုပ်ကိုင်နေတဲ့ဖလူးကြဖြန့်လုပ်ငန်းမှာလုံသမာတချို့ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့အတ္တမစေခိုင်ခရသူတွေကပြောပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ပြင်းပြင်းနဲ့မျောရီမျိုးတောင်ပဲတောင်းမြင်ကန်းလျှောက်ကနမဆုံးနဲ့ကြော်ကြားနေတဲ့ရွှေကုတ်ကိုမထော်တလေးအင်ဂျင်မြိုင်အေကတရာရွှေပရောက်မြိုင်ကြောက်ခတ် အေဆိုင်ဝမ်ခါဘလူးစတဲ့မီနီယာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးကြပြုံမွေးလေးလုပ်ငန်းတွေကိုလုပ်ကိုင်နေပါတယ်။အဲ့ဒီလုပ်ငန်းတွေကိုနေကြတာတက် BGN နဲ့ဒီမိုစီချိုးပြူကင်းတက်မတော့ DKB ရဲ့တက်ခွက်ဝင်တွေကလုံခြုံရေးယူပေးထားပါတယ်။ကြပြုံလုပ်ငန်းတွေမှာအိန္ဒိယ၊ဖိလစ်ပိုင်၊ BNM ၊ပါကစ္စတန်၊မလေးရှား၊ကိုရီးယား၊အာဂျင်တီးနား၊တရုတ်နဲ့မြန်မာစတဲ့နိုင်ငံ၃၀ကျော်က နိုင်ငံသားတွေလောက်ကင်နေပါတယ်ဒီကဲကအလုတ်သမားတွေရတယ်အာအလုတ်ပြောရမလဲပေါ့လိန်ခေါ်ခံရလို့မှရှောင်းလာတာတော်တော်များတယ်ဝင်တို့ချိုးဆိုရင်တို့စိတ်နဲ့တို့လုံးချတာရှိတယ်အမပြောင်းခြင်းနဲ့ဆင်ကြရင်ဘေးမပြောင်းတော့ဘူးနော်အလုတ်သမားတွေဆိုရင်အရင်တကားဖို့ကောင်းတယ်တို့ဆိုရင်တရုတ်လူမျိုးတွေဆိုရင်ပုံပြီးတကားဖို့ကောင်းတယ်အအမြဲတမ်းနှိမ့်ဆက်ခံရတာအဲ့လိုရှိရပေါ့အခုခါကျတော့ဒီ site တွေတွေကတော့ တခေင်းနဲ့ခေါင်းဆောင်နေဆိုရင်တော့သူတို့ကသူတို့ပတ်စံရှိတယ်သူတို့ပတ်စံရှိရဲ့အတွက်ကြောင့်မလို့အော်ဘယ်လိုပြောရမလဲသူတို့လှုပ်ချင်တာလုပ်လို့ရတယ်ဗောနော် GKPA ကလည်းသူတို့ကောက်ွယ်ပေးလိမ့်မယ်မြန်မာစစ်တပ်ကလည်းသူတို့ကောက်ွယ်ပေးလိမ့်မယ်ဘယ်သူမှဘယုံဆိုင်ဘူးအဲ့လိုပုံစံမျိုးနဲ့ဗောရှိကောမရှင်ကတရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံတွေပြင် ဒေတာရင်းဖွဲ့စည်းနေတဲ့ပူပေါင်းပြီးအွန်လိုင်းလေယာဉ်မှုလောင်းစားမှုတွေကိုမြမမြေပေါ်ကနေပြီးတိုင်းခြုံငိမ့်သွားအောင်အမြင့်ပြတ်ချုံမုံတုတ်တင်သွားမယ်လို့ဘိုးအမဆက်ရှင်နေကဘိုးချုပ်စုံမင်းထွန်းကပြောဆိုခဲ့ပါတယ်အခုလိုပြောဆိုပြီးတဲ့နောက်ပိုင်းဖလူချူရမှာကြပြန်လုတ်ကင်နေတဲ့ဂရိတ်ဒီမင်းငန်းစီမံကိန်းကရင်းနှီးမြုပ်နယ်နဲ့တရုတ်ပြည်အရေးပေါ်တဲ့သူတွေနဲ့အလုပ်သမားတွေကိုနိုယမဆကွေးနီမနေ့ပိုင်းကနေရာရွှေပြောင်းမှုလှုပ်ဆောင်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ် ကြောက်ရွံ့လုပ်ငန်းခွင်မှာယဉ်မနေဆက်ခံရသူမတရားရောင်းစားခံရသူတွေကိုအမှန်တရားအတိုင်းကူညီပေးစေစီခြင်းလို့မြောက်ပြည်မြို့ကန်တွေကပြောပါတယ်။ ပေါ့နော်နောက်ဆိုအများကြီးပြီးတော့တော်တော်မေမိုရီလာပြီးတော့ဒီရောက်သားနေရရောက်ဖတ်ခွင့်ရတာအများကြီးအများကြီးတော့ရှိတယ်ပေါ့နော်ဒီတော့ပြီးတော့တကယ်ငွေငွေစက်ခံရတယ်လေကြောင်းခံရတယ်လေရှိတယ်ပေါ့နော်ဘယ်လိုတောင်းဆိုတာလဲတော့အဆက်ဆက်မရမယ်လေဒီတော့လည်းလည်းစက်ခံရတယ်ဟိုတယောက်နဲ့တယောက်ကရောက်သားတယ်ရောက်သားဆိုတော့ဘတ်တီးနဲ့တောင်းတယ်အဲ့ရောင်းသားကသူရဲ့ဆိုင်ကြီးကတော့သူရဲ့ဆိုင်ကဘယ်လောက်ရှိလဲစီတလောက်ကိုကတော့ရောင်းသားပါလို့လေသူပြီးလို့ကျရင် ကျွန်တော်ကပြန်မျိုးလုပ်သေးသေးတယ်ကျွန်တော်ပတ်သက်ပြန်နေရအောင်နောက်ပြီးတော့ဘယ်နည်းသူ့ရဲ့အသက်အမှားပဲမရှိဘူးလို့ဖြစ်နေတယ်အခုတော့တော့အမှန်တရားဖြစ်သိချင်တာပေါ့နော် online ကြပြလုပ်ငန်းအတွင်းလောက်ကိုင်းနေသူတွေကိုဒီကိဘီတက်ဖွဲ့ကဖမ်းဆီးချုံနှောင်ထားတာမရှိဘူးလို့ဒီကိဘီစီမှုသီးချုပ်ဗိုလ်ချုပ်စောစောင်းအောင်ကပြောဆိုထားပါတယ်ပြောနေချင်တဲ့ဒီလူတွေကျွန်တော်တို့တရားမှမချုံနှောင်တော့ဘူးဒါကြောင့်ဟိုတန်အောင်ယူတန်အောင်ခံနေရဆိုလဲခေါ်လိုက်အကုန်လုံး နော်ဘယ်နိုင်ငံဖြစ်လို့ခေါ်ရရှိတဲ့ဘာလဲနိုင်ငံမောဘယ်နိုင်ငံရှိလဲဟိုကျွန်တော်တတိယမှာတွေ့တဲ့နိုင်ငံမောအင်းနေဆက်ကြောလက်ခေါ်လိုက်တောင်းဝန်ယူတာဟဲ့လို့အရင်ကျွန်တော်ပို့နေတော့လဲပို့တော့ဟဲ့လဲပို့တဲ့ဗမာပြည်ကလည်းကျွန်တော်ပို့လို့နာပဲအခုဂျာကာလာမှာဂျူဂျာဂျူပို့နာပဲအဲဥမာတရားဝင်နေပို့တယ်လဲရှိမို့မဝင်နာပို့တယ်လဲရှိနော်ပို့တဲ့ဂျာမှာကျွန်တော်ပြောခံတယ်လဲရှိပြန်ရောဟိုတရားဝင်လို့ကိုနိုင်ငံရဲ့ဥပဒေနဲ့မကိုက်ညီဘူးတော်တော်ဆုတ်ထွေးတယ်ကျွန်တော်စစ်တိုက်တာ ဟိုထမင်းကတော့ဒါလည်းမဆုပ်ဘူးမဝင်ဝလာ၁၈ရက်နေ့ညနေပိုင်းကစစ်ကောင်မရှင်ကအင်အားလုံးကြီးနဲ့ရွှေကုတ်ကုမြစ်တက်ကဂျာပြန်အဆောက်အဦတွေကိုဝင်ရောက်စစ်ဆေးခဲ့ရာဂျာပြန်လောက်ကင်နေတဲ့နိုင်ငံသား346ယောက်နဲ့အတူဖုံးလုံးတပေါင်းနီးပါးနဲ့ကွန်ပျူတာဆက်ဆက်ပစ္စည်းတွေကိုဒိမ့်ပြီးရရှိခဲ့တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ပါတယ်ကျွန်တော်အောက်ခံပါ